ားလုံးပဲမင်္ဂလာပါကိုရင်းဆိုင် YouTube Channel လေးရနေပြီးတော့ညီကိုအားလုံးကိုကြိုဆိုလိုက်ရပါတယ်ဗိုလ်တော်နေ့ညမှာဆိုလို့ချင်းနဲ့ညီကိုတို့အားလုံးအဆင်ပြေခဲ့ကြမယ်လို့မျှော်လင့်မိပါတယ်ကျွန်တော်ရင် Telegram Free Tips Channel မှာဆိုလို့ချင်းတော့မောင်းနေအောင်ခဲ့တယ်လို့တပွဲကောင်းလေးကလည်းအဆင်ပြေခဲ့ပါတယ်အဲ့တော့ညီကိုတို့အနေနဲ့တပွဲကောင်းနေအနီးကပ်ပွဲစဉ်နေမောင်းတဲ့တွေလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Telegram Channel လေးကို join ထားဖို့မမေ့ကြပါနဲ့ခင်ဗျာ Telegram link လေးကိုကျွန်တော်ဒီ video ရဲ့ comment ထဲမှာရောကျွန်တော် YouTube Channel description မှာရော Telegram link လေးရှိပါတယ်ခင်ဗျာ ဘောလုံးပွဲတွေကိုမြန်မာလူမြန်မာကြီးနဲ့ကစားလို့ရတဲ့ FIFA ဖိုင်မင်း Sport Ace ကိုကြီးစုံလိစုံကစားလို့ရတဲ့ Ivet Khunshi ကို Wine Spot တို့ကိုကစားခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်စီမှာပဲ account တက်ဖွင့်10%ဘောနပ်နဲ့အတူအောက်က Viber number ကိုဆက်သွယ်ပြီးတော့ယုံကြည်စိတ်ချစွာ account ဖွင့်အားပေးလို့ရပါတယ်ခင်ဗျာဒီကနေ့မှာဆိုလို့ရှိရင်လည်း Europa League ပွဲစဉ်တွေရှိပါတယ်အဲ့ဒီပွဲစဉ်တွေကိုကျွန်တော်အနေနဲ့တိုတိုနဲ့လုံရင်လေးသုံးသပ်ပေးတော့မှာဖြစ်ပါတယ် ဘယ်မှာအောင်ပွဲစဉ်နေလဲဆိုလို့ရှိရင်တော့ Go at Eagle တင်းနဲ့ FC SP တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ Eagle တင်းက level ရှုံး5ပေါင်းစီမှာဆိုလို့ရှိရင်တော့3ပေါင်း30ဈေးထဲမှာရှိနေပါတယ်အဲ့တော့ Eagle ရဲ့ lucky season ကိုကြည့်မယ်ဆိုလို့ရှိရင်တော့နောက်ဆုံး3ပွဲဆက်ရှုံးပွဲလေးတွေမရှိထားဘူးနှစ်ပွဲနိုင်ပြီးတော့တစ်ပွဲတည်းကျထားခဲ့ပါတယ်အဲ့နောက်ပိုင်းရှေ့စွမ်းလေးမှာကြည့်မယ်ဆိုလို့ရှိရင်တော့ IG ရဲ့ရှေ့စွမ်းလေးကကောင်းမွန်နေတယ်လို့ပြောလို့ရပါတယ်။ဒီရသည်အင်ဝင်း၃ဘွဲကစားထားရမှာလေ။တပွဲနိုင်တပွဲသေးတပွဲရှုံး ယာကိုကလည်းငါကိုပေကိုကလည်းငါကိုရှိထားခဲ့ပါဒါကိုကြည့်မယ်ဆိုလို့ရှိရင်ဒီကဲတဲ့ဟာကျွန်တော်တို့ ਨੇ စိမ့်လာတဲ့အသင်းဆိုပေမဲ့သူ့ရဲ့နောက်ပိုင်းရှည်စွမ်းလေးကတော့ကောင်းမွန်တယ်လို့ပြောလို့ရတယ်အိမ်ကမှာဂိုးလည်းတွင်းနေတယ်လို့ဂိုးတွေလည်းပြန်ပေးနေရတဲ့အသင်းပါအဲ့တော့ FCSP ကတော့ကျွန်တော်တို့ ਨੇ တိတ်မစိမ့်ပါဘူးကျွန်တော်အရင်ကတော့စတူဝါဘူခါလဲလို့ခေါ်တယ်ပေါ့နော်ဒီယာတီမှာ FCSP ရဲ့ရှည်စွမ်းကတော်တော်ကိုစိုးနေတယ်လို့ပြောလို့ရတယ်သူ့ရဲ့လိမှာဆိုလို့ရှိရင်လည်း အဆင့်73လိုနေရာမျိုးတွေရောက်နေပြီ10ဘွဲကစားထားမှာတပွဲပဲနိုင်ရရှိခဲ့ပြီးတော့4ဘွဲတင်ကြပြီး9ဘွဲရှုံးထားတယ်ပြီးခဲ့တဲ့ຢာဒီကခန်းစစ်ကောင်းကောင်းနဲ့ကစားတတ်တဲ့ FCSB ရာဒီຢာဒီမှာဆိုလို့ရှိရင်တော့ဂိုးတွေဇက်တိုက်ခွင့်ပြုနေရပါတယ်သူတို့အနေနဲ့ Champions League Qualification Round 2မှာဆိုလို့ရှိရင်ဒီ Second Tier အသင်းကိုနှစ်ကြော်စလုံးရှုံးနေခဲ့ပြီးတော့ Europa League Qualification Round 3ကိုရောက်တယ်ရောင်းတရီမှာဆိုလို့ရှိရင်တော့ဒရီတာတင်းကိုနှစ်ကြော်စလုံးနိုင်တယ် လေးရောဆင်းပါဆိုလို့ချင်းတော့ avadan name ကိုအဝေးဘက်မှာတည်အင်ဘက်မှာ 3c ဆိုတဲ့ရလက်တွေနဲ့အနိုင်ရရှိခဲ့ပြီးတော့ဒီ Yoruba League ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်အဲ့တော့ Yoruba League တွေကစားတဲ့အခါမှာတို့အနေနဲ့တဘာနဲ့ထိမ့်ပြီးတော့ကစားသွားတယ်ဆိုပေမဲ့ခန်းစစ်ကတော့လုံးဝအပြေးကြီးပါပွဲတိုင်းကိုကိုးပေးနေရပါတယ်အဲ့တော့ဒီပွဲစဉ်မှာဆိုလို့ချင်းအဘ Eagle င်းကိုတို့အနေနဲ့ကိုးပေးရအောင်မှာတေးကြတယ်ဒီပွဲစဉ်အနိုင်ဆုံးသုံးလုံးရောက်မဲ့ပွဲစဉ်ဖြစ်ပါတယ်အဲ့တော့ကိုးပေါင်းပေါ်ဖို့ပဲရွေးချယ်ပေးကြပါတယ်ခင်ဗျာနောက်တစ်ပွဲကတော့ Lionel င်းနဲ့ brand တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာ line rating က1 minus 20ကိုပေါင်းသေးမှာဆိုလို့ရှိရင်တော့ rebound 30ဈေးတက်မှာရှိနေပါတယ်အဲ့တော့ line ဒီလက်ရှိ season တွေကတော့ကောင်းနေတယ်လို့ပြောလို့ရတယ်ဒါပေမဲ့နောက်ဆုံးပွဲစဉ်မှာဆိုလို့ရှိရင်တော့ landstein ကိုအဝေးကွင်းကနေပြီးတော့3-0ဆိုတဲ့ရလက်နဲ့ရှုံးနေထားခဲ့ပါတယ်ဒါပေမဲ့အိမ်ဝင်းနှစ်ပွဲကစားထားမှာဆိုလို့ရှိရင်ရလက်ကောင်းပြီးယူထားနိုင်တာကိုတော့တွေ့ရပါတယ်အဲ့တော့ brand ကိုကြည့်မယ်ဆိုလို့ရှိရင် brand ရဲ့လက်ရှိ season ကကောင်းနေတာတော့မှန်တယ်သူတို့တွေအနေနဲ့ ဒီ Champions League qualification round 2ကစားမှာတော့ဆဲဘက်တင်ကိုအိမ်ခွင်းမှာရှုံးနေတယ်အဝေးခွင်းမှာဆိုလို့ရှိရင်တော့ဘောင်းဝမ်တီကြားခဲ့ပြီးတော့ဒီ Europa League qualification round 3ကိုကစားရတယ် round 3မှာတော့ Hakan တင်ကိုအဝေးခွင်းမှာနိုင်တယ်အိမ်ခွင်းမှာပြန်လည်ရှုံးနေခဲ့တယ် Brand ဟာ Hakan ကိုရှုံးနေခဲ့ပြီးတဲ့နောက်ပွဲစဉ်တွေမှာဆိုလို့ရှိရင်ရှုံးပွဲတွေလုံးဝမရှိတော့ဘူးနိုင်ပွဲတွေဆက်ထားပြီးတော့တေပွဲတွေတပွဲသာကြာထားခဲ့ပါတယ်လက်ရှိရှည်စွမ်းရကြည့်မယ်ဆိုလို့ရှိရင်တော့ Brand ရဲ့ရှည်စွမ်းကမနိုင်ဘူးလို့ပြောလို့ရပါပဲ ရောဘတ်ဆင်ဒီလိုမျိုးအတွေ့အကြုံရှိတဲ့ line နဲ့ရှင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်ကတော့နေနေသေးတယ်လို့ယူဆတယ်ဒါပေမဲ့ကျွန်တော်တန်ကြန်ဝင်မိတာကဒီကြီးဖြစ်တယ်ဒီကြီးတွေဟာအခုနောက်ပိုင်းမှာ1-20ဆိုတဲ့ကြီးတွေက 1C 2-1ပုံစံမျိုးနေနဲ့ပဲသွားနေတယ်ဆိုတဲ့အနေထားမှာဒီပွဲစဉ်မှာ line တို့နေနဲ့ကြီးအောင်မယ်လို့ယူဆတယ်ကျွန်တော် line body ကိုပဲရွေးချယ်ပေးကြပါတယ်ခင်ဗျာနောက်တစ်ပွဲကတော့ Aston Villa တင်းနဲ့ Bologna တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင် Aston Villa တင်းက 1ပေါင်း90ကိုးပေါင်းစီးမှာဆိုလို့ကျွန်တော်2မိုင်း60ဈေးတောင်မှာရှိနေပါတယ်။ဒီရာဒီအက်စတရွန်ဗီလာကတော်တော်ကိုအချိန်နေစိုးနေပြီးတော့အဓိကရုံးကန်နေရတာကတော့တိုက်စစ်ပဲဖြစ်ပါတယ်။အခုအချိန်ဒီတိုက်စစ်ကတပွဲတကုန်းလုံးရဖို့တောင်မှတော်တော်ကိုရုံးကန်နေရတယ်။နိုင်ပွဲတွေကလည်းဇက်တိုက်ပျောက်ဆုံးနေတဲ့အသင်းပဲဖြစ်ပါတယ်။ဘိုလိုနာကိုကြည့်ပြန်တော့လေဘိုလိုနာကလည်းအိမ်ခွင်းလောက်ပဲကောင်းမွန်တဲ့အသင်းဖြစ်ပြီးတော့ဝေးခွင်းမှာဆိုပြီးဝေးခွင်းမှာဆိုလို့ရှိရင်တော့ရုံလို့မရတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်ဥရောပတပါအတွေ့အကြုံပိုရှိတဲ့ U9 Emery တို့အနေနဲ့ ဒီဟာဒီယူရိုပါလိအဖွဲ့မဲမှာဆိုလို့ရှိရင်တော့ပရမောက်ဆုံနိုင်ပွဲကိုရယူနိုင်မယ်လို့ယူဆတဲ့အတွက်ကြောင့်ကျွန်တော်ဒီပွဲစဉ်မှာအက်စတိုဗီလာဘော်ဒီကိုပဲရွေးချယ်ပေးတင်ပါတယ်ခင်ဗျာနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့အူထရက်တင်နဲ့လိုင်ယွန်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်လိုင်ယွန်တင်က level 40ဂိုးပေါင်းဈေးမှာဆိုလို့ရှိရင်တော့3ပေါင်း50ဈေးထဲမှာရှိနေပါတယ်အဲ့တော့အူထရက်ဟာဒီပြိုင်ပွဲကိုသူတို့အနေနဲ့ qualification အဆင့်တွေကနေပြီးတော့ရောက်ရှိလာတာဖြစ်တယ်လို့ qualification အဆင့်တွေမှာဆိုလို့ရှိရင်သူအနေနဲ့အသင်းကောင်းတွေတွေလည်းတွေ့ရတယ်အဲ့ဒီအသင်းကောင်းတွေတို့အကောင်းဆုံးကျော်ဖြတ်လာတယ်ဆိုပေမဲ့ ဥဆက်ရဲ့နောက်ပိုင်းရှည်စွမ်းကအကြပ်ကူဥတည်နေတဲ့နောက်ဆုံးနှစ်ပွဲဆက်ရှုံးခွဲတွေပဲကြုံတွေ့ထားရတာဖြစ်ပါတယ်။လိုင်ယွန်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီအာဒီမှာလိုင်ယွန်ကကောင်းပါတယ်။ဒါပေမဲ့လိုင်ယွန်ပိုကောင်းနေတာကအိမ်ဝင်းဖြစ်နေပြီးတော့အဝေးကွင်းဆိုလို့ရှိရင်လိုင်ယွန်ကအနှဲငယ်လေးရုန်းကန်နေရတဲ့ဆိုတဲ့အနေထားမှာဒီပွဲစဉ်မှာကြည့်မယ်ဆိုလို့ရှိရင်တော့ဥထရက်ကလည်းအရင်ကြီးဖွင့်ကစားရဲမှာမဟုတ်ဘူး။လိုင်ယွန်တို့အနေနဲ့လည်းအဝေးကွင်းဆိုလို့ရှိရင်အနှဲငယ်လေးကျော်ရက်တက်တဲ့အနေထားမှာကျွန်တော်ကိုပေါအောက်ကိုပဲရွေးချယ်ပေးကြပါရစေခင်ဗျာ။ နောက်ထပ်ပွဲစဉ်တစ်ပွဲအနေနဲ့ဆိုလို့ရှိရင်တော့ Farhan Baros တင်တဲ့ Victoria Pearson တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုလို့ရှိရင် Farhan Baros တင်က level 40ဂိုးပေါင်းသိမ်းမှာဆိုလို့ရှိရင်တော့3.80ဈေးထဲမှာရှိနေပါတယ်။အဲ့တော့ Farhan Baros က Champion League Playoff ဆင်မှာ Quarterback တင်ကိုရှုံးပြီးတော့သူတို့အနေနဲ့ဒီ Europa League ကိုစင်ပြီးကစားရတာဖြစ်တယ်လို့ Victoria Pearson ကလည်း Ranger တင်ကိုရှုံးနေခဲ့ပြီးတော့သူတို့အနေနဲ့ဒီပြိုင်ပွဲတွေကိုကစားရတာဖြစ်ပါတယ်။ဒါပေမဲ့သူတို့တွေက တကြောပဲရှုံးကင်းနေပြီးတော့နောက်တစ်ကြောတွေမှာဆိုလို့ဖြစ်ရင်တော့ပြန်လည်ပြီးတော့အနိုင်ရယူထားတဲ့အသင်းတွေလည်းဖြစ်ပါတယ်။ဒါပေမဲ့ဘိုးကွာရှာချက်တွေကြောင့်ယူရိုပါလိကိုစင်ကစားရတဲ့အသင်းတွေဖြစ်ပါတယ်။လက်ရှိရှေ့ဆုံးရကြည့်မယ်ဆိုလို့ရှိရင်နှစ်သင်းစလုံးကတိတ်မကွာဘူး။ဒီအဲ့ဒါကြောင့်လည်းကိုဒီဂျီက level 40ဂျီဖြစ်နေတယ်လို့ကျွန်တော်ကယူဆတယ်။ဒါပေမဲ့အိမ်ဝဲမှာဆိုလို့ရှိရင်တော့ Faran Barrow Show အနေနဲ့အမားခံမှာမဟုတ်ဘူး။အနေအဆုံးတေးတပေါက်တော့ရရှိမယ်လို့ယူဆထားတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ Faran Barrow's body ကိုပဲရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာ။ နောက်တစ်ပွဲကတော့ Ranger တင်းနဲ့ KRC ကျန်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုချင် Ranger တင်းက level 30ကိုပေါင်းစင်းမှာဆိုလို့ရှိရင်တော့3ပေါင်း50ဈေးတန်းမှာရှိနေပါတယ် Ranger က Champion League Playoff ဆက်မှာ Club Brugge တင်းကိုကိုပြတ်တီချုံနေခဲ့ပြီးတော့ဒီပြိုင်ပွဲကိုရောက်ချီလာတယ်လို့ဂျန်အသင်းကလည်းဒီလက်ပိုနန်အသင်းကို Playoff ဆက်မှာကောင်းဆုံးကြော်ဖြတ်ခဲ့ပြီးတော့ဒီအဆင့်ကိုရောက်ရှိလာတာလည်းဒီပြိုင်ပွဲကိုရောက်ရှိလာတာလည်းဖြစ်ပါတယ်အဲ့တော့နှစ်သင်းစလုံးရဲ့လက်ရှိနေသားတွေကကြည့်မယ်ဆိုလို့ချင်း ောင်းမွန်တဲ့နေထားကိုမရှိဘူး Scott Lancat Ranger ကကျွန်တော်တို့တွေသိတဲ့အတိုင်းပဲအိမ်ဝင်းကိုပိုအပြုတ်ကစားတတ်တဲ့အသင်းတွေဖြစ်တယ်လို့ဝေးဝေးရောက်ပြီဆိုလို့ရှိရင်ဒီ Scott Lancat တည်းကဘာမှစွမ်းဆောင်ရည်ပြတတ်တဲ့အသင်းတွေမဟုတ်ပါဘူး KRC ချင်းရဲ့လက်ရှိရှည်စွမ်းကလည်းအားရကျင်စရာနေထားမှာမရှိတတ်တဲ့ကြောင့်ဒီပွဲစဉ်ကနိုင်တဲ့အသင်းက 1C 01ပုံစံမျိုးပဲရှိမဲ့နေထားမှာတော့ကျွန်တော်တို့တွေကိုအောက်ကိုပဲနေတဲ့တယ်လို့ကျွန်တော်ကယူဆပါတယ် နောက်တစ်ခွဲကတော့ဆဲဘတ်တင်းနဲ့ပေါ်တိုရီရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်ပေါ်တိုတင်းက level 80ကိုပေါင်းစိမ်းမှာဆိုလို့ရှိရင်เนาะ3ပေါင်း50ဈေးတန်းမှာရှိနေပါတယ်အဲ့တော့ဆဲဘတ်ရဲ့ဒီနောက်ပိုင်းဥရောပဖြတ်သန်းနေပုံကိုကျွန်တော်တကယ်မကြိုက်ပါဘူးလက်ရှိနေထားမှာဆိုလို့ရှိရင်လည်းဆဲဘတ်ကတော်တော်ကိုရုန်းကန်နေရပြီးတော့နောက်ဆုံး3ပွဲဆက်မှာဆိုလို့ရှိရင်လည်းနိုင်ပွဲတွေများရှိထားဘူးနှစ်ပွဲရှုံးပြီးတော့တပွဲတည်တာကြာထားခဲ့တာပါအဲ့တော့သူ့အနေနဲ့ခန်းစစ်ကဂိုးတွေတရဇက်ခွင့်ပြုနေရတယ်လို့တိုက်စစ်ပိုင်းကဂိုးရနိုင်တယ်ဆိုပြီးပဲလေ ခိုင်စစ်ကပုံမှန်ပြီးတော့ဂိုးကိုခွင့်ပြုနေရတယ်ပေါ်တိုသင်းကတော့လက်ရှိရှေ့ဆောင်မှာကြည့်မယ်ဆိုလို့ချင်းအကောင်းဆုံးအနေထားမှာရှိနေတယ်သူရဲ့ပေါ်တူဂီလီမှာဆိုလို့ရှိရင်လည်းရှော့ဘက်ကစားထားတယ်ရှော့ဘက်ကိုအနိုင်ရရှိထားပြီးတော့ယာကွက်15ကိုပေးကိုတကူးတာရှိနေပါအဲ့တော့ဒီလိုခိုင်စစ်ပိုင်ဆိုင်ထားတဲ့ဘောဘတွေ့ဆုံရှိတဲ့ပေါ်တိုသင်းကိုဆဲဘတ်တို့အနေနဲ့ဂိုးသွင်းနိုင်မှာမလားဆိုတာကျွန်တော်တို့တွေတန်ကြာဝင်စရာအချက်တစ်ချက်တော့ရှိတယ်အဲ့တော့အဝေးကနေပြီးတော့ level 80ဈေးတန်းပေါက်နေတယ်ကျွန်တော်ကတော့ auto body ကိုပဲရွေးချယ်ပေးကြပါတယ်ခင်ဗျာနောက်တစ်ပွဲက Stuttgart တင်နဲ့ Cedarbi ကိုတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင် Stuttgart တင်က level ရှုံး9ပေါင်းစီမှာဆိုလို့ရှိရင်တော့3ပေါင်း30ဇီရမ်မှာရှိနေပါတယ်အဲ့တော့ဒီဟာဒီရှည်စွမ်းနေရကြည့်မယ်ဆိုလို့ရှိရင်နှစ်တင်းစလုံးကရှည်စွမ်းမညင်ဘူးဒါပေမဲ့ Stuttgart ဟာအိမ်ဝင်ဆိုလို့ရှိရင်တော့နိုင်ပွဲတွေလည်းရရှိထားတယ်လို့အကောင်းဆုံးဆန်းဆောင်ရင်ပြတ်တတ်တဲ့အသင်းဖြစ်တယ်ဒီဟာဒီမှာ Stuttgart စိုးနေတာကအဝေးကွင်းဖြစ်ပါတယ်ဝေးကွင်းမှာနိုင်ပွဲမရသေးတဲ့ Stuttgart ပဲဖြစ်ပါတယ်အဲ့တော့ ဆယ်ဒါဘီကိုကိုကြည့်မယ်ဆိုလို့ချင်းဆယ်ဒါဘီကိုကဒီဟာဒီမှာတည်ဆရာကြီးလို့ပြောလို့ရတယ်ရှောက်ပွဲကစားထားတယ်နောက်ဆုံး9ပွဲဆက်1-1တည်ရည်ကြည့်ဖြစ်တာတယ်အဲ့ဒါကြောင့်တည်ဆရာကြီးလို့ပြောခြင်းဖြစ်တယ်ဆယ်ဒါဘီကိုကဒီဟာဒီမှာဘလိုတောင်ကစားနေလဲမသိဘူးတည်ကြလည်းနဲ့1-1နဲ့ကြည့်ပဲနောက်ဆုံး9ပွဲဆက်တကယ်ကိုဘလိုသိန်းလို့ပြောမှန်းတော့မသိပါဘူးတော်တော်ကိုရှီစွမ်းကနိုင်နေတယ်လို့ပြောလို့ရတယ်အဲ့တော့ဒီပွဲစဉ်မှာတော့စူကတ်ကိုရှင်ကစားဖို့တော့သူတို့တွေခက်ပါလိမ့်မယ် လေဗယ်ရှုံးဆိုတဲ့ဈေးတန်းကကျွန်တော်တို့တွေစတုကတ်ဘော်ဒီကိုပဲအပိုင်ကစားရမှာပဲဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခွဲကတော့ရန်ပွိုင်းတင်းနဲ့ပါနာတီနာကိုချ်ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာရန်ပွိုင်းတင်းကလေဗယ်40ဂိုးပေါင်းဈေးမှာဆိုလို့ချင်းတော့3.80ဈေးတန်းမှာရှိနေပါတယ်အဲ့တော့တိုက်စစ်ကစားတတ်တဲ့ဆွစ်ဇာလန်ကလပ်ရန်ပွိုင်းတင်းနဲ့ခန်စစ်ကိုအဝေးခွင့်ရောက်ပြီဆိုလို့ချင်းခန်စစ်ကိုကစားတဲ့ဂရီကရတ်ပါနာတီနာကိုချ်ရဲ့တွေးဆိုမှုဖြစ်ပါတယ်အဲ့တော့ဆွစ်ဇာလန်ကလပ်တွေကအိမ်ဝင်ဆိုလို့ချင်းတိုက်စစ်ကိုပြင်ဆင်ပြီး တိုက်စစ်ကိုပုံမပြီးမြင့်တယ်ကစားတဲ့အသင်းတွေဖြစ်တယ်လို့အိမ်ဝဲမှာဆိုလို့ရှိရင်လည်းသွင်းကိုတွေပုံမရတတ်တယ်တကယ်တိုက်စစ်ကောင်းတဲ့အသင်းတွေတွေ့ပြီဆိုလို့ရှိရင်လည်းသူတို့တွေကကိုပြန်ပေးရတဲ့အသင်းတွေဖြစ်ပါတယ်ဒါပေမဲ့ဂရိကလပ်ပါနာတီနာကိုစကတော့အဲ့လိုမဟုတ်ဘူးအဝေးကွင်းမှာဆိုလို့ရှိရင်ခန်းစစ်ကိုတေချာပြင်ဆင်ပြီးတော့ကစားတယ်ဂိုးမပေးရဘူးပဲဒီကဥစီဥတေကစားတဲ့အသင်းတွေဖြစ်ပါတယ်အဲ့တော့ဒီပွဲစဉ်ဟာတိုက်စစ်နဲ့ခန်းစစ်အပြိုင်မဲ့ပွဲစဉ်ဖြစ်လို့ကျွန်တော်တို့တွေ3.80ဆိုတဲ့ဈေးတန်းက ိုးအောက်ကိုပဲရင်းနှီးတင်ပါတယ်လို့ကျွန်တော်ကအကြံပေးတင်ပါတယ်ခင်ဗျာဒီကိုအားလုံးပဲကစားသမျှပေါင်းပြကြပါစေညနေကြပါပဲတဝဲကောင်းလေးနဲ့ပြန်လာခဲ့ပါမယ်